မိဘပြည်သူများရှင် Prime Media မှခန့်နှင်းဆိုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။ဇမချေရနဲ့မိဘပြည်သူများဒီရက်ပိုင်းမှာအကျန်းမာရေးခိစိုက်ကြပါနော်။မကြောက်လဲဆိုတော့မိုးကုံဆောင်းအကူကာလာလေးရောက်ရှိလာပါပြီ။မနက်ခင်းဆိုရင်ဆောင်းရဲ့အငွေ့သက်လေးတွေကိုစတင်ခန်းစားလာပြီ။အဲ့လိုခန်းစားရပြီဆိုရင်လူကြီးသူများတွေအေးအေးဒဏ်မခံနိုင်ဘူးပေါ့နော်။ဒါကြောင့်နှွေးထွေးနေကြပါ၊ကျန်းမာရေးခိစိုက်ကြပါလို့ကျွန်မကမှာကြားလိုပါတယ်ရှင်။ဒီနေ့ပထမအဦးဆုံးကျွန်မတင်ဆက်ပေးရမယ့်သတင်းလေးကတော့ 30မီတာကားရည်နဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်30မီတာကားရည်ဟာဆိုရင်အခုချိန်မှာအချိန်မီမဆောင်တာနဲ့ချက်ချင်းမီးဖြတ်ပြစ်တဲ့အချိန်မျိုးကိုနိုင်ငံတော်ကနေပြီးတော့ပြောင်းလဲကျင့်သုံးလာပါပြီဒါနဲ့ပတ်သက်ပြီးတော့30မီတာကပေးဖို့အတွက်ပေါ့နော်အချုပ်မီးပတ်ပြည်သူတွေကြတော့အချိန်မပေးနိုင်တာရှိရဲ့နောက်ကျတာရှိရဲ့ဒီလိုမဖြစ်ရလေအောင်ကျွန်မသတင်းလေးကနေပြီးတော့အသိပေးနှိုးဆော်တာပါရှင့်လက်စင်မီတာ3ဆွဲကားတွေကိုအချိန်မီပေါ့နော်လစဉ်မပေးဆောင်ဘူးဆိုတာနဲ့ချက်ချင်းမီးဖြတ်တောက်မှုတွေကို ရန်ကုန်မြို့မှာစတင်ပြီးတော့ပြုတ်လုံနေပြီဖြစ်တယ်ဆိုပြီးဒေသခံတွေကပြောကြားပါတယ်ရှင်။ရင်ရင်တော့ဆိုရင်ပေါ့နော်ဒီတော်လှန်ရေးလောက်ကြရလေလောက်ကြရတဲ့အခါကျတော့20မီတာကမပေးဘဲနဲ့နေကြတယ်လာပေါင်းများစွာနေကြတဲ့အခါကျတော့ EPC ကလည်းသဘောကောင်းတယ်လေအဲ့လိုမျိုးဆိုတော့သဘောကောင်းတယ်ရှင်။သူကစားဖြစ်တိတ်မကောင်းရင်ပဲသဘောတော့အရင်ကောင်းတာ။ကျွန်တော် EPC ကလေကျွန်မမြန်မာနိုင်ငံ EPC ကကမ္ဘာမှာသဘောကောင်းဆုံးလက်စစ်ဝန်ကြီးဌာနကျွန်မအဲ့လိုပဲသတ်မှတ်ခြင်းနဲ့စားဖြစ်ကတော့အရင်မကောင်းသေးဘူးပေါ့နော်သူခင်ဗျာမီးလက်စစ်ပေးနိုင်စွာအဲ့လောက်ထိမပြေဝသေးဘူး။ဒါပေမဲ့စိတ်သဘောထားကတော့အရင်ပြေဝတယ် ်မီတာကတွေလာပေါင်းများစွာမဆောင်တဲ့မြို့နယ်တွေကိုမီးမဖြတ်ပဲဒီကမီးပေးထားတယ်ရှင့်အခုတော့သူ့ရဲ့သဘောကောင်းမှုစီးရလဲကုံသွားခဲ့ပြီဒီမိုကရေစီဆိုးဝါးကိုလည်းကူးပြောင်းတော့မှဖြစ်တဲ့အတွက်စီးရင်တွေချုပ်ရတော့မယ်စီစဉ်ရတော့မယ်ဆိုတဲ့အခြေအနေတစ်ခုမှာသူကလုံးဝအတိအကျလုံးဆောင်လာပါပြီအဲ့လိုလုံးဆောင်တဲ့အခါမှာဆိုရင်ပြည်သူတယောက်ကကြုံသွားတာပေါ့နော်မီတာဆောင်မှုအတွက်သူမိသွားတာတဲ့မိသွားတာတရက်ပဲနောက်ကျတာသူ့အိမ်မီးဖြတ်လိုက်တယ်တရက်ကလုံးမှသူတိမ်နဲ့မီးပြတ်သွားတယ်ဆိုတဲ့ဇလန်းဖြစ်သွားတာပေါ့ရှင်ဒီခါမှသူ EPC ရုံးကိုသွားပြီးတော့မီတာဆောင်နဲ့ မေးကြည့်ရပေါ့နော်မေးကြည့်ရခါမှဆိုရင်မီတာကအချိန်မှဆောင်ပါတဲ့အချိန်မှမဆောင်လို့ရှိရင်အခုလိုမီးဖြတ်လိုက်မယ်ပြီးလို့ရှိရင်စင်းလာသွင်းစင်းသွင်းပြီးတော့မှမီးပြန်ပြီးတော့ရရှိဖို့အတွက်ကိုပြန်လျှောက်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ဆိုလိုရင်းကတော့ရှင်းပါတယ်ရှင်မီတာကတွေကိုရက်နောက်ကျရလည်းမလိုချင်ဘူးမပေးဆောင်မနေရဲ့အိမ်နေဆိုရင်လည်းဖြတ်မှာဖြစ်ပါတယ်ဒါကြောင့်ပုံမှန်မီတာကပေးဆောင်နေပြီးပြည်သူအနေနဲ့တရက်တောင်မှနောက်မကျပါစေနဲ့မီတာကကိုအချိန်မှပေးဆောင်မှုအတွက်ကို စ조사ကြပါလို့ကျွန်မကသတင်းလေးတွေနေပြီးတိုက်တွန်းလိုက်ပြရစီရှင်။မိဘပြည်သူများရှင်ကျွန်မဒုတိယတင်ဆက်ပေးရမယ့်သတင်းလေးကထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေလူကုန်ကူးနေတဲ့ပွဲစားနှစ်ဦးကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်ပါတယ်။အဲ့သတင်းလေးကိုသတင်းဌာနတွေမှာလည်းတက်လာပြီးဖြစ်တဲ့အတွက်ကျွန်မဖတ်ပြပါမယ်ရှင်။အဓိကတော့ Bangkok Post မှာတင်ထားတာပေါ့နော်။တရားမဝင်လူကုန်ကူးတဲ့အလုတ်လုတ်တဲ့မြန်မာနိုင်ငံသားတောင်းတဲ့ထိုင်းနိုင်ငံသားတယောက်နှစ်ယောက်ကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်ပါတယ်။သူတို့ဖမ်းဆီးရမိတဲ့အချိန်မှာဆိုရင်ဗတ်တန်းတရာကျော်တော်မှ သူတို့ရဲ့ဖန်အောက်လေးထဲမှာလဲပတ်စီးစင်းနေတာမြင်တွေ့ရတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားပါတယ်။အဓိကကတော့မြန်မာနိုင်ငံသားတွေကိုထိုင်းနိုင်ငံကိုတရားမွေလမ်းကြောင်းတွေပို့ဆောင်ပေးနေတဲ့ပွဲစားနှစ်ယောက်ဖြစ်ပါတယ်ရှင့်။ဒီပွဲစားနှစ်ယောက်ကိုဗတ်တန်းတရားကျော်လဲပတ်မှုရှိနေတဲ့ဗန်စင်းစာအုပ်တွေနဲ့အတူဖန်စီရမိခဲ့တာဖြစ်ပါတယ်။ဖန်စီရမိရဲ့သူတွေကတော့မြန်မာနိုင်ငံသားအသက်32နှစ်အရွယ်ရှိတဲ့စောကျော်ခင်နဲ့ထိုင်းနိုင်ငံသားအသက်26နှစ်အရွယ်ရှိတဲ့စုံချိုင်းတို့ဖြစ်တယ်ဆိုပြီးသိရပါတယ်။စောကျော်ခင်ဆိုတော့ကျမထင်တယ်ကရင်တိုင်းရင်းသားနဲ့တူပါရဲ့ရှင့် သူတို့နှစ်ယောက်ပါဆိုရင်လူမှုကွန်ရက်စာမျက်နှာတွေနဲ့တက်ဆင့်ထိုင်းနိုင်ငံမှာလှုပ်လှုပ်ကြိုင်လို့တဲ့မြန်မာနိုင်ငံသားတွေနဲ့ဆက်သွယ်ပြီးတော့တရားမွေလမ်းကြောင်းနေရာတွေတက်ဆင့်ထိုင်းနိုင်ငံကိုပို့ဆောင်နေရဆိုပြီးထိုင်းရဲ့တပ်ဖွဲ့ကစုံစမ်းစစ်ဆေးသိရှိရပါတယ်။လက်ရှိမှာတော့ဒီပွဲစားညကိုထိုင်းရဲ့တပ်ဖွဲ့ကနေပြီးတော့စမော့စခွန်ခရိုင်ရဲစခန်းမှာထိန်းသိမ်းထားပါတယ်တဲ့ထိုင်းနိုင်ငံရဲ့ဒီဇေးဥပဒေရေးအရဂိယူဆောင်သွားမယ်ဆိုပြီးသိရပါတယ်ရှင်။လိုပဲဖြစ်ဖြစ်သူများနိုင်ငံကိုကူးတယ်ဆိုတော့ကတရားဝင်လမ်းကြောင်းသွားတာအကောင်းဆုံးပါပဲ။ ကိုကတရားမဝင်လူတောင်နေမြန်မာနိုင်ငံနေထွက်သွားပြီဆိုရင်စင်းရပြောင်းအင်းပြောင်းဖြစ်သွားတာကိုရဲ့လုံခြုံရေးလောက်ခလာစာရရှိမှုအစားသူများထက်ဆိုင်နှိမ်ခမ်းရတယ်ပြောရမယ်ဆိုတော့ထိုင်းနိုင်ငံကအခုဆိုရင်ပေါ်တော့ဒီတရားမဝင်ပို့တဲ့လမ်းကြောင်းကပွဲစားနှစ်ယောက်ဖမ်းတာတယောက်ကထိုင်းနိုင်ငံသားထိုင်းနိုင်ငံသားတွေပါပူးပေါင်းပါဝင်ကြံစီပြီးလုံဆောင်နေကြတာရှင့်ဈေးကွက်သဘောအရဆိုရင်လည်းထိုင်းနိုင်ငံကိုတရားမဝင်လုပ်သားတွေရောက်ရှိသွားခြင်းဟာထိုင်းနိုင်ငံလှုပ်ရှင်တွေအတွက်တော့အဆင်ပြေတယ်။တရားမဝင်ရောက်လာတဲ့သူတွေကလောက်ခလာစာနှိမ်လို့ရတယ် ။ဘာကြောင့်လဲဆိုတော့တရားမွေရောက်လာတော့အစရရန်ကြောက်နေပြီ။အလုပ်ရဖို့ကလည်းခက်တယ်။ကိုယ်နိုင်ငံပြန်ရမှလည်းကြောက်တယ်ဆိုတဲ့အခြေအနေတစ်ခုမှာဘယ်လိုမျိုးအလုပ်မဆိုဘယ်လောက်ထိပဲခက်ခဲပင်ပန်းပါစေလစာနှစ်ပဲ၆ပြားနဲ့လည်းလုပ်ကြတယ်။မြန်မာနိုင်ငံသားတွေဈေးနိုင်ခံရတာပေါ့ရှင်းပြောရမယ်ဆိုတော့ထိုင်းနိုင်ငံသားတွေအတွက်ကတော့မြန်မာနိုင်ငံသားတွေအလောကားတွေရောလွယ်တကူအလကားပယ်တင်ရတာပေါ့ရှင်မဟုတ်ဘူးလားကျွန်မပြောတာကျွန်မတို့မြန်မာနိုင်ငံသားတွေကအရွယ်ကောင်းတဲ့ချိန်မှာသူများနိုင်ငံကိုသွားပြီးလှုပ်အားတွေပေးကြတာပေါ့နော်လှုပ်အားပေးပေါ့ရှင် ပတ်စံနှစ်ပဲ၆ပြားလေးနဲ့လှုပ်အားတွေသွားပေးကြတယ်အဲ့ဒီကနေပင်မဆင်းရဲတဲ့ဒန်းတွေခနာကိုဆိုတာရမ်းပင်မဆင်းရဲထိကြိုက်တယ်နော်ကျမကြီးထိကြိုက်တယ်အဲ့လိုထိကြိုက်လာပြီဆိုရင်သူများနိုင်ငံမှာအလုံးမလုံးနိုင်တော့ရင်ကိုယ့်မြန်မာနိုင်ငံပြန်လာစဉ်းစားကြည့်ပါဦးရှင်ကျွန်မနိုင်ငံအခြေအနေကလေဒါဟာဘာကြောင့်လဲဆိုရင်ကျွန်မနိုင်ငံသားတွေရဲ့အသိပညာမပြည့်ဝမှုအပြင်ကိုကျွန်မနိုင်ငံမှာအလောက်ကန်ခွင်လန်းရှားပါတာကြောင့်လဲပါတယ်လောက်ကန်ခွန်းလန်းဘာကြောင့်ရှားပါလဲနိုင်ငံမတည်ငြိမ်လို့နိုင်ငံဘာလို့မတည်ငြိမ်လဲဆရာနာရှင်ကြီးကိုဖျောက်ချနေရတဲ့သူတွေရှိနေလို့ နေညီတွေကိုခွဲဝယ်ယူခြင်းနဲ့လက်နက်ကင်တွေရှိနေလို့အိုးကျွန်မနိုင်ငံတကယ်ကိုသဘုတ်ဦးပဲရှင်ရှုပ်ထွေးပွေလီနေတာပဲဒီလိုရှုပ်ထွေးပွေလီမှုတွေကြောင့်ကျွန်မနိုင်ငံမတိုးတက်တဲ့အခါကျတော့သူများနိုင်ငံလွတ်သွားလို့ရအောင်အဲ့ဒီမှာနေမော်လုံးဆက်ကူကတ်နေကြတာကျွန်တော်တို့ပွားရရပါဘောနော်ဘလိုပဲဖြစ်ဖြစ်ပါကိုကနိုင်ငံသားမှလွတ်သွားလို့မယ်ဆိုရင် တရားမဝင်လုတ်တဲ့လမ်းကြောင်းတော့ကျွန်မဘလို့မှအာမပေးပါအောင်အနေလည်းများပါတယ်လောက်ခလာစားလည်းနှိမ်ခမ်းနိုင်ပါတယ်အခုဆိုထိုင်းနယ်စပ်မှာခဏဖမ်းခံရတယ်ဖမ်းခံရတိုင်းလည်းရှင်ထွက်ပြေးကြတယ်ထွက်ပြေးတော့ကားတိုက်မှုတွေဖြစ်ရင်တိုက်မှုတွေဖြစ်ထင်ရတယ်ရကြဒုက္ခတွေများလိုက်တာရှင်ဒါကြောင့်ဖြစ်နိုင်တရားမဝင်လမ်းကြောင်းမရွေးချယ်ပါနဲ့တရားဝင်လမ်းကြောင်းကိုပဲသွားကြပါကိုနိုင်ငံကုလူမျိုးအတွက်တချို့ຢာလေးမှာပေါ့နော်သူများနိုင်ငံမှာလှုပ်လှုပ်တာနဲ့ငါနိုင်ငံမှာလှုပ်လှုပ်တာနဲ့ရှင်ရမယ်ဆိုရင်ရေရှည်ကိုမျှော်မြင်ရှိရှိတွေးပြီးတော့စဉ်းစားကြပါ မြန်မာနိုင်ငံမှာလည်းမကြခင်လုံသားတွေအတွက်ပေါ့နော်လုံလောက်ကန်ခွန်လန်းတွေရရှိလာဖို့အခုအစိုးရတက်ပြောင်းတော့မှာပါဒီမိုကရေစီရလို့ရှင်ကျမတို့လောက်ကန်ခွန်လန်းတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှာအချင်းချောက်ရှင်ကျမတို့ထိုင်းနေပါသွားစရာမလိုတော့ဘူးရှင်ကိုယ့်နိုင်ငံမှာပဲလှုပ်လှုပ်ပြီးတော့လောက်ခလာစားကောင်းကောင်းရအောင်လို့နိုင်ငံခြားကုမ္ပဏီတွေဝင်လာမှာဒါလေးတွေကိုပဲတစ်ချက်စောင့်ကြည့်ပြီးတော့ပေါ့နော်ရွေးကောက်ပွဲကိုပဲလောလောဆယ်မှာအားပြေးကြဖို့အတွက်ပဲတိုက်တွန်းချင်ပါတယ် ျမတို့ကောင်းရောင်ကောင်းကျိုးလမ်းညွှန်တာပါမိဘပြည်သူတို့လက်ခံခြင်းမခံခြင်းရတော့မိဘပြည်သူတို့ရဲ့ကိုပင်ကိုစိတ်ရင်းစိတ်ခံနေပဲတက်ဆိုင်နေပေါ့နော်အလုံးချိတ်ဆက်နေလို့ပြောပြတာပါရှင့်တချို့ကရှိရဲကျမတို့ရွေးကောက်ပွဲအားပေးနေရဆိုတာစစ်ရနာရှင်ကအာနာကိုပေါ့နော်ခေါင်းစဉ်ပြောင်းယူပွဲလမ်းကြောင်းအားပေးရဆိုပြီးပြောရလို့ရှိသေးတယ်ကတိကတ္တအပြစ်မြင်တာကိုပြောပါတယ်အမှန်မဆိုင်ဘူးရှင့်မြန်မာနိုင်ငံကဒီမိုကရေစီပြည်သူအစိုးရပြန်တက်မှလောက်ကန်ခွင့်လန်းနေပို့လာမှရရှိလာမှဒါကိုကျမတို့ကမျှော်လင့်တာ သူကမှဆရာနာရှင်တတ်ဆိုးရှင်အောင်လို့စူးစမ်းနေရမှာမဟုတ်ဘူးဒါလေးတော့ပြောချင်တယ်ပေါ့နော်တချို့ကအဲ့လိုမျိုးစိတ်ကူးတွေးတွေလွဲနေကြလို့လေပြောပြတာပါဒါကြောင့်ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံသားနဲ့ပေါင်းပြီးတော့လုပ်သားတွေကိုတရားမဝင်ပို့နေတဲ့သူတွေကတော့ဖမ်းဆီးရမိသွားခဲ့ပြီးမြန်မာနိုင်ငံသားတွေအနေနဲ့ဒီလူနှစ်ယောက်စီမှာလှုပ်အပ်ထားတယ်ဆိုတော့သိကြပါဗျ။အခုချိန်မှာဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့အခြေအနေနဲ့ဒုက္ခရောက်မယ်ဆိုတာသိကြပါဗျ။ပွဲစားအကူပြီးသွားတာဆိုတော့ပွဲစားဖမ်းသွားပြီးဆိုမှတော့အဲ့ဒီသူတို့အကူပြီးသွားတဲ့လူကဘာလုပ်လို့ရတော့မှာလဲရှင်။ ဒါကြောင့်ထိုင်းနိုင်ငံထွက်မယ်ဆိုရင်တရားဝင်လမ်းကြောင်းကရွေးချယ်ပါလို့ကျွန်မကသတင်းသုံးသပ်ချက်လေးရနေပြီးတော့အားလုံးကိုတိုက်တွန်းပြောကြားလိုက်ပါစီရှင်။မိဘပြည်သူများရှင်ကျွန်မကိုပြည်သူအတန်လေးပေးပို့လာတဲ့ခရကနေပြီးတော့အလင်းတဲ့တဲ့တို့ကျွန်မပြည်သူအတန်တစ်ခုချင်းစီဆွဲထုတ်ပြီးတော့တင်ဆက်ပေးပါတယ်။အခုလည်းစာလေးဆောင်ပေးပို့လာပါရဲ့ရှင်။အဲ့ဒီစာလေးကတော့မူဆယ်မြို့ကနေကျွန်မပေးပို့လာတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နည်းနည်းကြာသွားတဲ့ကာလလောက်ကလည်းအဲ့ဒီပုံကူပဲကျွန်မစာပေးပို့ခဲ့မှုတယ်မူဆယ်မြို့ကနေပဲပေါ့နော်။အခုဖြစ်စဉ်လေးကိုကျွန်မ နည်းနည်းတော့စင်နေရှင့်သူပြောတဲ့ဖြစ်စဉ်လေးကလေငါကျမဖတ်ပြပါမယ်နော်အမရဲ့တဲ့အရေးကြီးရဲ့ကိစ္စပြောချင်လို့ပါအခုမူဆယ်မြို့တရုတ်မြန်မာအဝင်ထွက်ဂိတ်တွေအကြောင်းပြောပြချင်ပါတယ်တဲ့တရုတ်ကထွက်လာတဲ့လက်ဆွဲထုတ်တွေဟာဆိုရင်လမ်းကြီးရှင်းပြီးအထုတ်တွေဆိုရင်ဂိတ်ကလုံးဝဖွင့်မကြည့်ဘဲနဲ့ဒီတိုင်းပဲလွတ်ပေးနေပါတယ်တဲ့ဒီထုတ်တွေထဲမှာကြည်စံလက်နက်ခဲယမ်းတွေပါလာခဲ့လို့ရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးသူကစိတ်ပူနေပါတယ်ဂိတ်တွေအားတဲ့ငွေရရင်ပြီးပြီးဘယ်ရမှစီးစစ်ခြင်းမရှိပါဘူးတဲ့ ါပေမဲ့တရုတ်ဘက်အချမ်းဂိတ်ကကြတော့တဲ့စစ်ဆေးတယ်ပေါ့နော်အဲ့လိုစစ်ဆေးရတဲ့အတွက်မကြခဏလက်နက်ခဲရန်နေစစ်ဆေးတွေ့ရှိတယ်ဆိုပြီးသူတို့သိပါတယ်တဲ့မြန်မာဘက်ကဂိတ်ကကြတော့တခါမှရှာဖွေစစ်ဆေးတာလည်းမရှိဘူးဆိုပြီးတော့ပြောပြထားပါတယ်နေရတကာငွေရရင်ပြီးရောဆိုပြီးလောက်တာတွေကနိုင်ငံတော်အတွက်အနေရရှိတယ်ဆိုတာကိုဂိတ်တရားနားလည်တဲ့နေဆိုပြီးတော့လဲဆိုထားပါရှင့်ဒါမဲ့တဲ့ကျွန်တော်မြင်တာကတဲ့စီရီယံလုတ်ပြီးတော့မှပြန်ဝင်ကြတာပေါ့ရှင်အဲ့လိုမျိုးလုတ်တဲ့သူတွေဟာဆိုရင်လေလူကြီးတွေဘေးမှာနေပြီးကဖားရဖားလုံစားနေကြတာလည်းမြင်တွေ့ရပါတယ်တဲ့ ပြီးတော့စီရင်လုပ်ပြန်ဝင်တဲ့သူတွေကနေရာကောင်းနေရှားကြရတယ်ပေါ့နော်။ဒါကြောင့်အောက်တဲ့တာဝန်ရှိတဲ့သူတွေသိစေဖို့အတွက်ကျေးဇူးပြုရပြပြပေးပါဆိုပြီးတော့ကျွန်မပေးပို့လာတာပါရှင့်။ကျွန်မအနေနဲ့ဒီစာနဲ့ပတ်သက်ပြီးတော့ပြောရမယ့်စကားလုံးပျောက်ရှာနေပါရှင့်။မိဘမိသူတို့ပဲတောက်တခုံးလေးကျွန်မကိုဝိုင်းပြီးတော့သုံးသက်ပေးသွားကြပါလား။တချို့စကားလုံးတွေကျွန်မမပြောချင်လို့ပါ။မိသားသမားတယောက်အနေနဲ့စီးကြောပေါင်းကြောပြောရဲဆိုပြီးဖြစ်မှလဲကျွန်မစိုးတယ်ဒါဖန်တိုင်းပြောပြတာပါရိုးသားပုပ်ပွင့်လဲကျွန်မပြောပြတာ ဒီစာထဲမှာဆိုရင်ကျွန်မပြောတဲ့စာထဲမှာဆိုတော့စီဒီယံပြန်ဝင်တဲ့သူတွေကဌာနတွေမှာတော်တော်လူပါဝနေကြတယ်ဆိုတာတော့ကျွန်မသတင်းသမားစဖြစ်ခရဲကနေ့စဉ်နေတိုင်းနှီးပါကြားလာတဲ့အမှန်တရားတစ်ခုပါပဲစီဒီယံတွေစလုတော့လက်သုံးချောင်းထောင်ကြတယ်လုတ်ကြတယ်စီဒီယံလုတ်တဲ့သူတွေကိုစော်ကားတယ်နိုင်ငံတော်ကမြစ်တာစေတနာထားပြီးစီဒီယံတွေကိုပြန်ဝင်ဖို့ခေါ်တဲ့ခါကျတော့ပြန်ဝင်လာကြတယ်အချက်မရှိတဲ့မျက်နှာတွေနဲ့ကိုဌာနရောက်တော့လဲအေးအေးချမ်းချမ်းလုံးမလုပ်ကြဘူး တော်ဆိုးတယ်အချင်းဌာနတော်တော်များများမှာကျမတို့စီကိုတရင်ရောက်လာတများတဲ့မှာစီရန်ပြန်ဝင်နေတော်တော်လူပန်းဝါတယ်တော်တော်ဆိုးတယ်ဝင်နေအချင်းချင်းလေးစားမှုလည်းမရှိဘူးနိုင်ငံတော်ပေါ်လည်းအကောင့်တစ်စက်မှမမြင်ဘူးပြည်သူလည်းအနိုင်ကျင့်နေအကြတိလောက်ဖို့ဆိုရင်အရှိဆုံးကအလုတ်လောက်ဖို့ဆိုနောက်ဆုံးကတာဝန်ယူဖို့ဆိုလည်းတာဝန်ယူမှုတောင်းခံမှုလုံးဝမရှိဝင်နေအချင်းချင်းကြောက်တွန်းအထက်လူကြီးဖြစ်တယ်ဆိုလည်းကိုယ့်အလောက်ငယ်သားကိုမသိဒလန်နေလို့ပဲဆက်ဆံနေတာ သူတို့လူမှုကွက်တွေမှာဆိုရင်လည်းအကြမ်းဖက်အားပေးတဲ့ post တွေအမလေးနေ့စဉ်နေ့တိုင်း share တယ်ပြောတယ်တက်ချုပ်ကိုဆိုလည်းဆက်နေလိုက်တယ်မှာရစရာမရှိဘူးဝန်ထမ်းတွေကိုဆိုလည်းပြောဆိုရတာရစရာမရှိဘူးသူတို့ကြည့်တော့သူတို့လည်းနိုင်ငံဝန်ထမ်းလာစားစားနေတာပဲအဲ့ဒါကိုပဲသူတို့အစင်တန်းခွဲခြားထားသေးတာဆိုတော့ကျွန်တော်တို့စီကိုတည်နေတဲ့နေရာရောက်တယ်ရှင်ကျွန်တော်တို့ဒီနားထဲမှာလေတော်တော်ပြည့်ရှံနေပြီအဲ့ဒီဝန်ထမ်းလောကကိစ္စရတရားဒါပြင်ဝန်ထမ်းတွေရဲ့စိတ်ပင်ပန်းမှုတွေတိုင်းပြည်တကယ်တစ္ဆာရှိရတဲ့သူတွေကတကယ်စိတ်ပင်ပန်းနေရတဲ့ချိန်တွေတခုမှာ ကျမတို့လည်းလောကကံရတော်တော်ခတ်တယ်ပြောရဆိုတာတော်တော်ခတ်ပါတယ်ရှင့်ပြောပြန်ရင်လည်းဝန်ထမ်းလောကကိုကျမတို့ကစော်ကားပုတ်ခတ်သူလို့ဖြစ်မှာစိုးရတယ်မပြောပြန်ရင်လည်းတစ္ဆာရှိရဲ့ဝန်ထမ်းတွေကအဲ့ဒီ CDN ပြန်ဝင်နေရဲ့ဒုက္ခပေးမှုခံစားနေရတယ်ဘာမှမဟုတ်တော့မှဌာနထဲမှာခစ်တဲ့တဲ့ရင်ဖွင့်ပြီးတော့အခြားဝန်ထမ်းတွေကိုစောင်းပြောမြောင်းပြောရှင့်တခါကျမကဝန်ထမ်းတယောက်လာရေးသွားတာဗောနော်နိုင်ငံဝန်ထမ်းတယောက်လာရေးသွားတယ် သူတို့ဌာနမှာတဲ့အားနေခစ်တက်ပဲနားထောင်နေလူတယောက်ရှိရဲ့တဲ့ပြီးလို့ရှိရင်ဝန်ထမ်းချင်းချင်းစောင်းပြောမြောင်းပြောပေါ့နော်အဲ့ဒါနဲ့တဲ့ तू ကလည်းတဲ့စတိုက်ပါစုပြန်ဖွင့်ပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးရှင်းသူတို့ဌာနတွေမှာနိုင်ငံရေးအဲ့လိုမျိုးကိုယ်ပြမှုတွေနဲ့ဒီလိုပုတ်တိုက်မှုတွေဖြစ်နေတဲ့အခါကျတော့နိုင်ငံရဲ့အကျိုးကိုနိုင်ငံဝန်ထမ်းတယောက်ရဲ့တာဝန်ကိုဘယ်လိုများကျေပြောင်းထမ်းဆောင်ကြမှာလဲအတူတူအလို့ရှင်ပြီးတော့တွဲလို့ဖို့အတွက်ကြတော့အစင်မပြေမှုတွေဖြစ်နေကြပြီဒီတော့ဝန်ထမ်းတွေကပြောကြတာပေါ့နော်စီဒီအမ်ပြောင်းဝင်လက်မခံခဲ့တဲ့ဘူးတဲ့ တို့မရှိလို့ဌာနထဲမှာဘာမှလည်းအလောက်ထိခက်ခဲသွားတာမရှိပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့စီတန်လောက်သွားတဲ့သူတွေကငကိုတွေကရုံးထဲမှာအလောက်စူးစားလုပ်တဲ့သူတွေမဟုတ်လို့ပါပဲတဲ့။ငကိုတွေကအလောက်အလောက်လောက်ခဲကငပြင်းနေပေါ့နော်။ငပြင်းနေဆိုတော့စီတန်လောက်ရမယ်ဆိုတော့ပျော်ပြီးလောက်ကြတာ။ဒါပေမဲ့တခုတော့ရှိရပါဘောချို့ကြတော့ကြောက်လို့လောက်ရလို့ရောရှိရပါဘောနော်။ဒီလူတွေကတော့ချွင်းချက်ပေါ့။ပျော်ပျော်ကြီးကိုစီတန်လောက်သွားတဲ့သူတွေတော်မများဌာနထဲမှာငကိုတွေကလည်းအလုံးမလုပ်တဲ့ဘေးထိုင်ဘူပြော လူကြီးကိုအားနေဖားအလုတ်ဆယ်ခုရှိရင်နှစ်ခုလောက်ဟန်ပြလုပ်ပြီးလို့ရှိရင်ရုံစင်းဖို့ပဲမျှော်နေသူတွေများပါတယ်တဲ့ ။ရောဒီလိုလူရဲ့စီဒီအန်လုတ်သွားတာဌာနတော်တန့်မာသေးတယ်တဲ့ရှင်။အဲ့လိုဌာနတန့်သွားတဲ့ချိန်တွေတခုမှနိုင်ငံတော်ကပြန်ခေါ်တော့သူတို့ကအညိုးရကြီးနဲ့ပြန်ဝင်လာပြီးဌာနထဲမှာအတူလုတဲ့လူတွေကိုအညိုးကြီးဆက်ဆံနေတော့ဌာနမတန့်ပြန်ဖြစ်သွားရော။ကျွန်မဒီလိုရှင်းဖွင့်ကြရတယ်ရှင်။ဒါကျွန်မရှင်းဖွင့်တဲ့အတိုင်းပြောပြရအောင်နော်။ကျွန်မပြောတဲ့စကားတွေနိုင်ငံဝန်တွေနားထောင်ပြီးကောင်းကောင်းသိရဲ့။ကျွန်မတရေအောင်လည်းပြောလို့မရအောင်ဌာနထဲမှာဖွင့်ဖွင့်ပြနေမှာ။ပြောလို့မရအောင်ရှိရချို့ရလေစနိုက်ပါစုပြန်ဖွင့်ပြလိုက်တယ်ဆိုတော့အဲ့ဒီလူတွေအတွက်ကျွန်မပြောပြပေးရ။နော်ဌာနထဲမှာ ကိုလည်းနိုင်ငံဝန်တမ်းပဲလေစီဒီန်ပြန်ဝင်မဲဝင်ဝင်မဝင်မဲဝင်ဝင်ဟုတ်တယ်မလားကိုလည်းနိုင်ငံဝန်တမ်းပဲဌာနထဲမှာရှိရလူအကုန်လုံးလည်းနိုင်ငံဝန်တမ်းပဲအားလုံးကနိုင်ငံတော်ဘဏ္ဍာကနေနိုင်ငံဝန်တမ်းလာစာနိုင်ငံဝန်တမ်းရပိုင်ခွင့်နေယူပြီးလှုပ်လှုပ်နေကြတာနိုင်ငံတော်ဘောတစ္ဆာရှိပါလူချင်းမင်းတို့အစိုးရအစ်စ်ဘလောက်ပြောင်းပြောင်းနိုင်ငံဝန်တမ်းနေရာမပြောင်းရှင်အဲ့ဒါလေးမမေ့ပါနဲ့ဝင်ကြီးတွေသာပြောင်းသွားမယ်ဝင်ကြီးကမှလှုပ်လှုပ်လက်သူရမပြောင်းတော့ တော့ဒီဖျဲသခင်နဲ့ဖျဲသည့်သခင်နဲ့ဘယ်လိုများဆက်ပြီးလုံးကြမလဲဆိုတော့လည်းစဉ်းစားစီရပါပဲကျွန်မထင်ပါတယ်အစိုးရတည်တက်မယ်ဆိုရင်ဖျဲသည့်ခင်အရင်ဆုံးရှင်းမှာပဲအစိုးရရန်နေရကောင်းမွန်စွာလဲပတ်နိုင်မယ်လို့ကျွန်မထင်ပါတယ်ဒါကျွန်မတို့ရဲ့သိန်းနှုတ်သောထင်မြင်ယူဆချက်တွေလို့ပဲသတ်မှတ်ပေးပါနော်ကျွန်မထင်အများကြီးတွေးတောတတ်တဲ့သူတွေရှိပါတယ်အဲကျွန်မတို့ကြောင့်အမြင်ပြင်းနဲ့အမြဲထိတွေ့နေရဆိုတော့လေအစိုးရဝန်ထမ်းလောကမှာဖျဲသည့်ခင်ကိုမရှင်းနိုင်သူရတော့အစိုးရရန်နေရကထင့်ငေါ်နေအောင်မထင်နဲ့ဒါကြောင့်ဖျဲသည့်ခင်ရှင်းပြီးမှာပဲ စွန့်အပ်ပြည့်တဲ့အစိုးရရန်နာတရက်ကိုရရှိမလားတော့မသိပါဘူးရှင့်ဒီလိုဆိုရင်တော့အစိုးရအသက်ရောက်ရှိလာတဲ့ဖျဲသည့်ခင်းကိုအရင်ဆုံးရှင်းဖို့အတွက်လောက်ရမှာပေါ့ရှင်အဲ့လိုမှမဟုတ်ရင်တော့ဒီတိုင်းလေးပဲလှုပ်လေလှုပ်လေဖြစ်နေအောင်မယ်လို့မြင်ပါတယ်ရှင့်ကျွန်မပြည်သူအတန်လေးတခုကနေပြီးတော့စဉ်းစားမြုံမြင်သုံးသက်စရာလေးပေါ့နော်ဒါလေးတွေကိုဉာဏ်မီတောက်လေးပြောပြတာပါကျွန်မရဲ့အခုသတင်းအောက်ထဲမှာဆိုရင်လေပြည်သူဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေကနေပြီးတော့ရှင်းဖွင့်တဲ့ခွန်မှန်တွေအများကြီးရှိမှာပါ လူချင်းမင်းတို့အချိန်လေးရတယ်ဆိုရင်လာပြီးတော့ဖတ်ရှုပေးကြပါမြေပြင်အချိန်လေးတည်ကျင်းတော့မြေပြင်မှာတကယ်လုံနေတဲ့သူရဲ့ရင်ဖွင့်စကားတွေကိုနားထောင်မှပဲသိနိုင်မှာပါရှင်အားကြောင့်ကျွန်မဒီပြည်သူတန်းလေးကိုရွေးချယ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်နိုင်ငံဝန်ထမ်းတွေရဲ့ရင်ဖွင့်စာလေးတွေကိုလူချင်းမင်းတို့ဖတ်ရှုပြီးတော့ဌာနတွေထဲမှာအကောင်းဆုံးပြုပြင်ပြောင်းလဲနိုင်ပါစေလို့ကျွန်မကဆန္ဒပြုဆုတောင်းပါတယ်ရှင်မရတဲ့လူတွေကိုဒီနေ့မှာဒီလောက်နေပဲရှင်းသားပြရစေရှင့်။ကျမအနေနဲ့ပေါ့နော်နေစဉ်နေတဲ့သတင်းတင်ဆက်တဲ့အခါမှာ နိုင်ငံကိုကောင်းစေခြင်းနဲ့စိတ်စေတနာရှည်တန်းတင်ပြီးတင်ဆက်ပါတယ်။ဒါမဲ့ကျမတို့ရဲ့အသက်အရွယ်အတွေ့အကြုံအရတချို့ရာလေးမှာကောင်းမွန်စွာနားလည်ခြင်းမရှိတဲ့အခြေအနေတွေလည်းရှိတယ်ရှိတတ်ပါရဲ့ရှင့်။ကျမဆိုလိုချင်တာကတော့ကျမတင်ဆက်တဲ့သတင်းတွေမှာပေါ့နော်။မပြည့်စုံမှုတွေမပြည့်ဝမှုတွေနားလည်တိတက်ခြင်းမရှိမှုတွေပါဝင်ခဲ့တယ်ဆိုရင်ကျမကခွင့်လွှတ်ပေးပါရန်လည်းအနူးညွတ်တောင်းမှအပ်ပါရဲ့ရှင့်။အဲ့တော့ကကိုနေထိုင်တဲ့နိုင်ငံကိုကောင်းစေလို့တဲ့စိတ်ဆန္ဒနဲ့တင်ဆက်တာပါရှင့်။ထောက်ပြဝေဖန်တာပါရှင့်။ ကျမတို့ထောက်ပြဝေဖန်ချက်တွေကဘယ်ရလာလဲလို့အရင်စစ်မယ်ဆိုရင်လေမြေပြင်မှာလောက်ကန်နှုတ်ရှားနေကြတဲ့ဒုက္ခဆင်းရဲတွေကိုခံစားနေကြရတဲ့မိဘပြည်သူတွေနိုင်ငံဝန်ထမ်းတွေစီရပဲလာပါတယ်ရှင့်အတိကတော့နိုင်ငံတော်မှာပြုပြင်စေခြင်းနဲ့ခန်းကဏ္ဍလေးပဲကျမတို့ရွေးချယ်တင်ဆက်တာပေါ့နော်ဒါလေးတွေတော့ကျမမြစ်တာအခန့်ကျင်တာပါကျမတို့တင်ဆက်မှုလေးတွေကနေနိုင်ငံတော်မှာလည်းပြုပြင်ပြောင်းလဲမှုတွေရှိနိုင်ပါစေမိဘပြည်သူတွေခံစားနေရတဲ့စိတ်ဒုက္ခတွေနိုင်ငံဝန်ထမ်းတွေခံစားနေရတဲ့ဝန်တော့ဝန်ပိုးတွေလည်း အတိုင်းအတာတစ်ခုထိရောကြသွားပါစေဆိုရယ်စိတ်ဆန္ဒနဲ့ပဲတင်ဆက်တာပါ။ဒါကြောင့်ကျမတို့စိတ်ဆန္ဒအတိုင်းလေးပေါ့နော်မိဘပြည်သူတို့စိတ်ဆန္ဒအတိုင်းနိုင်ငံဝန်ထမ်းတွေစိတ်ဆန္ဒအတိုင်းအစဉ်ပြေချုံးမှုတဲ့လူဖွဲ့စည်းတစ်ခုကိုကျမတို့ရရှိပါစေလို့လည်းဆန္ဒပြုပါတယ်။ ကျမသတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့သအပ်ပါတယ်ရှင်။